မြန်မာဘရင်တွေကိုအမြဲတမ်းအသုံးမချဘူးလို့ထင်အောင်နိုင်ငံရေးသမားတွေပြောကြတယ်ဆိုင်းရေးဆရာတွေရေးကြတော့နိုင်ငံတကာမီဒီယာတွေကနေပြီးတော့ဟိုဟိုအလေးဒီအလေးဖတ်ပြီးတော့လူတွင်ကျဲလှုပ်ချင်ကြတဲ့အခါမျိုးပြောမြန်မာဘရင်တွေမတော်ဘူးလားတော်လို့မြန်မာပြည်ဒီကနေ့ထိနေနိုင်ခဲ့တာပေါ့တော်ခဲ့တဲ့သူတွေရှိလို့ပေါ့အနွယ်ထားကောင်းဆောင်မှုကြိုက်တယ်ဒါနာတော့ရနိုင်ငံတွေရကြိုက်တယ်ဒါပေမဲ့အနွယ်ထားမျိုးသက်တွေကောင်းကျန်စစ်တား ရပါသားလားသူသားလားအခုချိန်ဒီသမိုင်းမှာရေးရမသိဘူးယာသတမန်နဲ့ရတဲ့ကလေးလားသူနဲ့ရတဲ့ကလေးလားမသိဘူးနော်ထားလိုက်တော့မရှင်းလင်းဘူးမရပါသားပဲပြောပြောသူသားပဲပြောကျန်စစ်သားတယောက်ပဲရလိုက်တာဘာကောင်းလို့နောက်ထပ်နော်ဘယင်းတော်ဘယင်းတော်သားနန္ဒစစ်တိုက်တဲ့နေရာမှာဆရာကြီးပဲစစ်ဘယင်းကြီးဘယင်းတော်33နှစ်စစ်တိုက်ခဲ့တာမြန်မာပြည်ရဲ့ဧရိယာအကျယ်ဆုံးဖြစ်သွားအခုထက်3-4သားလောက်ကြီးတယ် ်ဘင်းတောင် dynasty ဆိုပြီးတော့ Google မှာရှာကြည့်ဘလောက်မြန်မာမျိုးပုံကြီးရဲ့၄000ယူလို့ပဲအကြီးပင်လယ်တွေရောဘာတွေရော၈000ရှာနိုင်ငံတွေဆိုအကုန်လုံးနီးနီးပိုင်တရုတ်နိုင်ငံထဲမှာပြည်နယ်၃ခုလောက်ပိုင်ဘင်္ဂလားဒေ့ရှ်အာသမတိပူရာအိန္ဒိယအဲ့ဒါမြန်မာပိုင်တဲ့တွေဒါပေမဲ့ဘင်းတောင်အမျိုးအမြင်မရှိဘူးသူသားနန္ဒလက်ထက်ကြတော့တိုင်းပြည်ရပြတ်ဒါကြောင့်စစ်တိုက်တဲ့ုံနဲ့တိုင်းပြည်တိဆောက်လို့မရဘူးသူလူလူငယ်တွေအများကြီးတိဖို့လို့စစ်တိုက်တဲ့ုံနဲ့တိုင်းပြည်တိဆောက်လို့မရဘူးနန္ဒလက်ထက်မှာတိုင်းပြည်ပြတ် ရင်အောင်သေးပြီးတော့ဘာမှမကြောက်တိုင်းပြီးပြတ်တယ်အလောင်းမင်းတရားတပြည့်တူကြိုက်တယ်အလောင်းမင်းတရားရဲ့ခေါင်းဆောင်မှုကြိုက်သူသားလေးယောက်ဘယင်ဖြစ်တယ်ကုန်းမောင်မင်းဆက်ဆက်တစ်ဆက်မြန်မာပြည်ရဲ့ကဘာအောင်မှာနေမြေကျဝင်းအဆင့်40အကြီးဆုံးနဲ့မှာပါအကြီးဆုံးကရုရှားနိုင်ငံပြီးရင်ကနေဒါပြီးရင်ဒီလိုတရုတ်နိုင်ငံတို့အိန္ဒိယတို့လာပါဗျာအမေရိကတို့အဆင့်30ထဲမှာဝင်နေပါဗောနော်ဒီလိုနိုင်ငံအဆင့်40နေမြေကျဝင်းရှိပါ ီတမိုင်းဆိုတော့နောက်ပြန်ကြည့်လက်ဘာတွေသင်္ကန်းသာယူနေရှိဘာတွေအားနေခဲ့လို့လဲဘာတွေငါတို့တွေယိုယွင်းချိုယွင်းခဲ့လို့လဲဘာတွေဆုံးရှုံးခဲ့လို့လဲဘယ်လိုတွေကြောက်လဲဒါတို့တို့ပြန်ပြန်ဆန်းစစ်လီကွမ်းယူနိုင်ငံရေးလောက်တာတိတ်ပြီးတော့တည့်ရတာပဲရှင်များတို့နိုင်ငံရေးကိုမြန်မာပြည်မှာဒီကနိုင်ငံရေးကောင်းဆောင်တဲ့မှာနိုင်ငံရေးသမားတွေမှာလေးသားတဲ့သူတယောက်ရှိတယ်ဇိုင်းတင်ခင်ကိုတော့မိုင်းတည်တဲ့ထိနိုင်ငံရေးလောက်တော့တာတခက်နိုင်ငံရေးဂုရုကြီး ကျန်တဲ့သူတူပြောမရှိဘူးเนาะကျန်တဲ့သူမရှိဘူးဒုရနိုင်ငံငပြင်းနေငပြင်းနေเนาะဘုန်းကြီးတွေလည်းပြင်းတယ်ခေါင်းဆောင်ကောင်းတိုင်းမှာအမေကောင်းနေရှိတယ်အမေတွေတော်တော်အရေးကြီးတာပဲအမေအရေးကြီးဆုံးပဲအမေပခတ်လွှဲတဲ့လက်ကတိုင်းပြည်ကိုဦးဆောင်တယ်အဲ့ဒါပဲစေပညာအရာကောအဲ့လိုပဲလွှမ်းမိုးမှုကလေအမေအမေရဲ့ရင်ခွေမှာပို့ပြီးတော့ဒီလိုဖြစ်နေတာပဲเนาะဒါကြောင့်ဒီလိုတော့သမိုင်းတည်းကဘယ်ဘရင်တွေဘလောက်တော်ခဲ့တာလဲ ်လေးလာကြည့်ဘယ်ဘင်းนี่ဘလို့ချော်ခဲ့တာလဲအသုံးမချခဲ့တာလဲနော်အဲ့ဒါလေးဒီရောတော့တီးဖို့လိုတယ်ဟုတ်ပါပြီဒါကြောင့်တမိုင်းနေရာတွေတော့ပြန်ထောရဲရှေ့တခေါမျောကြည့်နောက်တလန်ပြန်ကြည့်တမိုင်းကိုမတက်ပဲနဲ့အကြည့်ကဲလို့ဆင်းကိုမစင်သားနဲ့မဖြစ်နိုင်တမိုင်းကိုနားလဲရမယ်ယဉ်ကျေးမှုကိုနားလဲရ Think global art local မြန်မာပြည်အရေးကဘာချီတွေးရမယ်ဆေးဥအောင်ကျော်စံပြောပြောနေ Globalization မြင်ရမယ်ပုံဖော်တဲ့အခါကျတော့ဒီပြောတော့မြန်မာပြည်ရဲ့စနစ်နဲ့ဇယားနဲ့ကိုက်တဲ့ပုံစံမျိုးပုံဖော်နိုင်ဖို့လိုတယ်ဟုတ်ပြီလားဗျာနော်ဒီပြောနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ဟာတွေမြန်မာပြည်ရဲ့အင်အားတွေကိုပြန်ပြလို့အမျိုးသားရေးသက်သက်တွေအခြေခံပြီးကြိုးစားခဲ့တယ်အရှိကနေဝန်ထွက်သည့်ဗမာအပဒုက္ခကိုဖြင့်ရောက်ရမိမှမလွဲပါဒုဗမာ တို့မှာစီယုံဆရာကြီးသခင်ပါတော်ဆာနုကိုလည်းမချစ်နဲ့သူစားကိုလည်းမပြစ်နဲ့ဆာနုကိုလည်းမချစ်နဲ့အနုညံ့အနုရလေးတွေကြီးစိတ်ကူးရင်တွေကြီးတမိုင်းမှာမြန်မာပြည်ပြတ်တဲ့တမိုင်းကိုအဲ့ဒီမှာသူတော်တိရရသွင်းတော့ကြီးသုံးသက်ပြထားတယ်အနုပညာကဘယုတ်ဒုက္ခကြလာရင်စာကမဟုတ်ဒုက္ခတွေရေးလာရင်တခါတည်းအနုအယွရိအဖွဲအတီတွေတိတ်များလွန်ရင်လူတွေကပျော့သွားပျော့သွားတာ လူပြုတ်လို့မရဘူးဂျပန်ကမအောင်လို့ထားတာဂျပန်မှာနှစ်ခုတွေ့လိမ့်မယ်ဟောဒီမှာထတ်တရားပန်းချထားပန်းလေးလိုပဲနူးညံ့တယ်ဟောဒီမှာကိုက်ဒိုဒါချပါဒါလိုပဲထတ်တယ်သူတို့နိုင်ငံဒါကြောင့်လောကရန်ကြီးဘလောက်ရင်ဆိုင်ရရင်ဆိုင်ရနတ်နတ်ကောရဂီယတုကီခုနကလဲရင်ရှစ်ခါပြန်ထားမယ်သူတို့ဆောင်ဝူဒီတိုင်းစူးစမ်းခဲ့တယ်တပိတော်နဲ့ငပြော့သူများပဲအာဟုကိုချောင်းတယ်ဖုန်ကြီးတွေလည်းတက္ကရာကမတွေပဲအာဟုကိုချောင်းဖုန်ကြီးဆိုတာဘယ်ဘက်မှာအောက်တန်းနောက်တန်းမှာကြာခဲ့ နိုင်ငံရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ရှေ့တန်းရမယ်တပည့်တော်တွေကနေခဲ့ကြ။တမိုင်းမှာတပည့်တော်တွေကအထက်တန်းပဲအထက်တန်းပဲဆရာတော်တန်းကားတော်တွေဆိုတာတပည့်တော်ဝီနီးနဲ့စီကန်းနဲ့အထက်တန်းကြကြမြန်မာပြည်လှလှနေခဲ့တာတပည့်တော်လက်ထက်မှာညံ့တော်လို့မရဘူး။ရှေ့ခါဘိုးကလက်ထက်ကပင်ရသည်တွေကိုထမညိုးဖို့ဆယ်။ဘာကြောင့်လဲဆရာတော်ဖျားကြီးရဲ့ရဲရင့်နဲ့တရားနာတာဆောင်ဖို့တွေပဲအဲ့ဒါတွေတပည့်တော်တို့ကြိုးစားမှာပဲနော်။တယ်လီဖုန်းတွေပေါ်လာတဲ့ ဘုန်းကြီးတွေပရိယတိသာပေပဲအာရုံမဆိုင်နိုင်တော့ဘူး။နောက် TikTok တွေ YouTube တွေပေါ်မှာအများကြီးချိန်တွေကုန်းသွားပြီ။ဘုန်းနေပေါ်ကင်းတော့ TV တွေဘလုံးပွဲတွေဘလုံးပဲကြည့်တလောက်တာဘုန်းကြီးတွေတရားထုတ်ရင်ဒီရဲ့ရဟန္တာတွေတဝက်လောက်ပါလောက်ကြီး။ခေဆက်ဆက်ကပရောဂျက်တာနဲ့ကြည့်လိုက် TV နဲ့ကြည့်လိုက်ညာလုံးမဟုတ်ကြည့်။မအိမ်မနေကြည့်။တရားထိုင်ကြတော့နိုင်ဝက်မကြတဲ့အိပ်ပြောနေဟဲခေါင်းပြောင်းနေလားနောက်ကနေကြည့်ခေါင်းမတွေ့ဘူးခုလူတို့ဆိုတော့ဒီလိုတို့ကလူတွေလေးစားလောက်တဲ့ စွမ်းရည်တပြည့်တော်ရှိသေးလားပေါ့လူတွေကြင်ညိုခံတိုက်တဲ့အည်သွေးတွေတပြည့်တော်ရှိသလားဆိုတာကိုစဉ်းစားပါဗျာရည်ချင်းရှိရင်ရှင်အလိုလိုကြင်ညိုပါတယ်ရည်ချင်းရှိရင်အလိုလိုကြင်ညိုပါတယ်တပြည့်တော်ကိုယ့်ရည်ချင်းကိုယ်တည်ဆောက်ပါသူများပြီးတော့မမိကိုပါနဲ့ခုနကလည်းမိုးကုတ်ဆရာတော်ဘုရားကြီးဟောတယ်လေမိရင်ပါဖြစ်တယ်လှုပ်တယ်ဒါကြောင့်တပြည့်တော်ရည်ချင်းရှိအောင်လို့ဘုသူတ္တအကြမ်းမပြအောင်လို့လေးကျင်းကောင်းတွေတည်ဆောက်ထားအဲ့ဒါဆိုရင်ရှင်ဗျာ သူတို့ကတပီတော်တို့လာပြီးမိစီရဖုံးတော့နိုင်ရဲ့ဆယ်ဘုံသဘုံဝဲစာဖတ်ပါ3လတရားသခင်ပြီးရင်ရှင်ပြတို့အများကြီးပြောင်းသွားလိမ့်မယ်ဆယ်ဘုံဖုံးတော့နိုင်ကခြေနိုင်တုံးနေဆိုပါတော့တနိုင်ဖတ်ပေါ့ဖုံးတော့နိုင်တနိုင်ကြရတယ်ဆိုတော့တော့တနိုင်မိနစ်60 7မိနစ်လောက်စာဖတ်ပါဒီနေ့ကအဲဆိုရှင်ပြတို့အများကြီးပြောင်းသွားလိမ့်မယ်ဖုံးတော့နိုင်ရဲ့ဆယ်ဘုံတဘုံလောက်ဆိုရင်ရှင်ပြတို့အများကြီးပြောင်းသွားလိမ့်မယ်အများကြီးပြောင်းသွားလိမ့်မယ်သင်ငန်းစာလေးပြန်ကြည့်လိုက်ရင်ကိုမဆိုးဘူးလို့ပြောအောင်နော် လူတွေကိုစာမဖတ်အောင်တာလုပ်လိုက်ပါဘုန်းကြီးတွေလူတွေစာမဖတ်ကြတော့ဘူးလူတွေကိုဘယ်လိုအသိပညာအလိမ်မာတွေနဲ့ဆုံးမမှာလဲမြင့်မို့တောင်ဗေနန်တို့မြင့်မို့တောင်ပါတော့ဗေမင်းတို့မမြင်နိုင်ဘူးကွာမြင့်မို့တောင်ဆိုတာရုပ်မုံရုံမွားလေးတွေနဲ့လှုပ်ထွက်အလုံးမနာနုတွေဟာတွေနဲ့လှုပ်ထွက်တာရွှေတော်ကြီးမို့လို့အာဒီလိုပြောရင်ပြောမှာပေါ့ဗျာပြောလို့ရတာပေါ့အဲ့ဒါဒီပြီးတော့လက်မခံဘူးဗျာဆိုရင်တော့ပြီးသွားရောဒီရလက်ခံအောင်မလို့ပြောရအောင်လေဘယ်လိုနည်းနဲ့ချင်ခဲ့ရမလဲဒီတော့ဒီအဖြေမတောင်းနဲ့တော့ ဒီတော့အဖေမရှိဘူး။ကျွန်မတို့စဉ်းစားဖို့ပြောတာ။ဒီကနေ့ကလူငယ်တွေကဒီတော့ဒေါ်လာမှာဒီတော့တွေကဘုရားဟောအဆုံးအမတွေကိုသူတို့ကဒေါ်လာမှာသူတို့ကတွေးထားတာနိုင်ငံတကာပညာရေးတွေးတဲ့အောင်သင်ပေးထားတာမေးတဲ့အောင်သင်ပေးထားတာဒီတော့တော့မှဖြေးတရားမရှိဘူး။ဘုန်းကြီးတော်ကကြားပြီနေပါမှာ။ကလေးလေးကဓမ္မတကူမာလာတော့ကလေးလေးကမေးတယ်။ဘောဘောဘောနဲ့အဲ့လှူတော့ဒီလိုတို့ဆွမ်းတန်သေးတယ်လို့လှူတော့ဘာအကျိုးရမလဲလှူတော့ငါတို့ရတာပေါ့ခွာမင်းတို့လှူတော့ငါတို့ဆွမ်းဆွမ်းရတာပေါ့ခွာ ဘလောက်ပြစ်ဆက်လက်ခံနိုင်တော့ဘလောက်ပြစ်ဆက်လက်ခံနိုင်တော့အဲ့ဒါဆိုတော့ငါတို့လှူနေရတာသူတို့ရတာပါကွာငါတို့တော့ဘာမှမကြိုးမထုပါဘူးမလှူနေဒီလိုဖြစ်သွားအောင်အတွေးမသွားနိုင်ဘူးလားတပြည့်တော်တို့တော့ကလေးတွေကိုပေါ့မတွဲနဲ့ရှော့မတွဲနဲ့လူတွေကိုရှော့မတွဲနဲ့အရှင်ဘုရားတို့ပြောတိုင်းမယုံဘူး သူတို့ယုံလောက်အောင်ပြောမှသူတို့လက်ခံနိုင်လောက်အောင်ပြောမှဆုံးမနိုင်မှယုံကြည်မှအဲ့ဒီထင်မရောက်ရင်ရှင်များတို့ဒါတရားဟောဘလောက်ကောင်းတယ်ပြောပြောစကားပြောပြောဘလောက်ကောင်းတယ်ပြောပြောမထီရောက်ဘူး